ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ6ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းစစ်ရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါ ပထမဆုံးစည်ရည်တဲ့နေဖြင့်တော်လန်ရေးဆိုတာအတိုင်းအဆမရှိတဲ့အခက်ခဲတွေကိုကြော်ဖြတ်ရင်းစစ်ကြုံအဖြစ်ကလွတ်မြောက်ရေးစီတို့ငါတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်လို့ပြည်တော်စုဝင်ကြီးဥယျာမုံမိန်ကွန်းပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။မေလ9ရက်နေ့သည်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်တွင် မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာနမှစိတ်ခွန်အားဖြင့်မိန်ကွန်းတစ်ရက်ကို ပြောကြားခဲ့ပါတယ်။ဥယျာမုံက၎င်း၏မိန်ကွန်းတွင် PDF ၏၄နှစ်တာခရီးကိုပြန်လည်ဆန်းစစ်ရင်း

စစ်အာဏာရှင်စနစ်ကိုချုပ်ငြင်းပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အသက်သွေးချွေးနှင့်ခန္ဓာကိုယ်ပိတ်ဆက်ခဲ့သူများအားဥညွတ်ဂုဏ်ပြုပါတယ်။တော်လန်ရေးဆိုတာအတိုင်းအဆမရှိတဲ့အခက်အခဲတွေကိုကြောဖြတ်ရင်းစစ်ကြုံအဖြစ်ကလွတ်မြောက်ရေးစီတို့ငါတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်ဟု၎င်းကပြတ်သားစွာပြောကြားခဲ့ပါတယ်။ဥယျာဉ်မွန်က PDF E အောင်မြင်မှုများနောက်ွယ်တွင်အဓိကအားသာချက်၃ရက်ရှိကြောင်းထောက်ပြထားပါတယ်။ပထမအချက်မှာမြေပြင်ပိုင်ဆိုးမှုဖြစ်ပြီး၃နှစ် နှစ်ကြာကြာပြည်သူခုခံတွန်းလှန်စစ်ကိုမစုံမနစ်ဆင်နွှဲခဲ့ခြင်းကရန်သူ၏ထောက်ပို့လမ်းကြောင်းများကိုပြတ်တောက်စေကာမြို့သိမ်းတိုက်ပွဲများတွင်အောင်မြင်မှုရရှိခဲ့သည်ဒုတိယအချက်မှာပြည်သူလူထု၏ထောက်ခံပါဝင်မှုဖြစ်ပြီးပြည်သူများက PDF ရဲဘော်များအားစားနပ်ရိက္ခာနှင့် စိတ်ဓာတ်ခွန်အားဖြည့်ပေးခဲ့သည်တတိယအချက်မှာရေရှည်တောင့်ခံနိုင်စွမ်းဖြစ်ပြီး အင်းတော်မြို့သိန်းတိုက်ပွဲတွင်ရှစ်လကြာစိတ်ရှည်စွဲဖြင့်ဆင်နွှဲခဲ့မှုကဤအောင်ပွဲဤအဓိကတော့ချက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဤအထိမ်းအမှတ်နှင့်ဤထူးခြားမှုတစ်ခုမှာအင်းတော်မြို့ကို PDF နှင့်မဟာမိတ်အဖွဲ့များက၄နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးဦးရီမွန်ကဤသမိုင်းဝင်အောင်ပွဲသည်တော်လန်၏အတွက်နမူနာယူစရာအတွေ့အကြုံများပေးခဲ့သည်ဟုကြီးကျူးထားပါတယ်။ထို့အပြင် ၎င်းကစစ်ကောင်စီတပ်ဖွဲ့ဝင်များအားပြည်သူအပေါ်အကြမ်းဖက်မှုများကိုရပ်တန့်ပြီးတရားမျှတသောတော်လှန်ရေးဘက်သို့ပြောင်းလဲလာရန်တိုက်တွန်းခဲ့ပြီးစစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမည်ဟု၎င်းကပြတ်သားစွာတရီပေးထားပါသည်။ဥယီမွန်က ပြည်သူများအားစစ်ကောင်စီ၏လေကြောင်းအကြမ်းဖက်မှုများကိုတရီထားရန်နှင့် PDF ရဲဘော်များအနေဖြင့်ပြည်သူများကိုအန္တရာယ်မှကာကွယ်ရန်ပုံမအားစိတ်ဆောင်ရွက်ရန်တိုက်တွန်းခဲ့ပါသည်။ထို့အပြင် မြမအရေးသည်ကမ္ဘာအခင်းအကျင်းနှင့်ဆက်ဆက်လာနေပြီးပြည်ပနိုင်ငံအချို့၏စစ်ကောင်စီအားအားပေးမှုများကိုတရိပ်ကြီးကြီးထားရန်ပြည်သူများကိုနှိုးဆော်ထားပါသည်။မိန်ကုံးအစုံတွင်ဥယီမွန်ကငါတို့မှာမုံမြတ်တဲ့ရီမန်းချက်ရှိတယ်။ငါတို့မှာပြည်သူတွေရှိတယ်။ငါတို့ရဲ့စစ်ပညာနဲ့တိုက်စွမ်းရည်ကိုမြင့်တင်ကြမယ်ဟုပြောကြရင်း PDF နဲ့မဟာမိတ်များပုံမစည်းလုံးညီညွတ်ပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်မဟာဗျူဟာမြောက်တိုက်ပွဲဝင်ကြရန်တိုက်တွန်းခဲ့ပါတယ်ခင်ဗျာ ုတိယသတင်းအနေဖြင့် PDF တက်မတော်ထူထောင်ခြင်း၄နှစ်ပြည့်တဲ့အချိန်မှာကိုဟာမင်းအောင်လိုင်းမုံတီးရေးသမားအဆင့်မှာပဲရှိနေသေးသလားတော်လန်ရေးသမားစစ်စစ်ဖြစ်ပြီလားလို့ဒေါက်တာဆိုးသူရဇော်မေကွန်းထုတ်တဲ့သတင်းကိုတင်ပြပေးပါမယ်၂၀25ခုနှစ်မေလ9ရက်တွင်ကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတက်မတော် PDF ၏၄နှစ်ပြည့်နှစ်ပတ်လည်နေ့တွင်မန္တလေးပြည်သူ့ကာကွယ်ရေးတက်မတော်စစ်ဦးစီးအဖွဲ့ဝင်ဒေါက်တာဆိုးသူရဇော်က၎င်း၏တော်လန်ရေးခံယူချက်များကိုထုတ်ဖော်ပြောကြားထားပါတယ်လက်ရှိတော်လန်ရေးသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်ထံပုဂ္ဂိုလ်ရေးအရမုံတိမှုမဟုတ်ဘဲအာနာရှင်စနစ်နှင့်၎င်း၏ဖိနှိပ်မှုများကိုဖယ်ရှားရန်ရည်ရွယ်သည့်စနစ်ပြောင်းလဲရေးဖြစ်ကြောင်းအလေးထားပြောကြားထားပါသည်။ဒီလူလောကကြီးမှာကျွန်တော်တက်ရှိထင်ရှားရှိတယ်ဆိုတာတောင်မင်းအွန်လိုင်းသိချင်မှသိပါလိမ့်မယ်။သို့တော့လက်ရှိအချိန်မှာကျွန်တော်ဒီပြည်သူ့ကာကွယ်တပ်မတော်ကစစ်တီတယောက်အနေနဲ့ င်းအွန်လိုင်းစစ်တပ်ကိုတဲကြီးမဲကြီးနဲ့ဖက်ပြိုင်တိုက်ခိုက်နေတယ်လို့ဆိုထားပါတယ်။ PDF ၏တော်လှန်ရေးသည်ပြည်သူလူထုကိုဥတီပြီး Federal Democracy နိုင်ငံတော်အသစ်တည်ဆောက်ရေးအတွက်စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ရန်ရည်ရွယ်ကြောင်းအာဏာရှင်ဇယိုက်သည်မင်းအွန်လိုင်းတန်းရွှေနေဝင်းတို့၏တီးသန့်လက္ခဏာမဟုတ်ဘဲ မြေတီပုံကိုယ်တွင်မဆိုပေါ်ပေါက်နိုင်တယ်လို့ထောက်ပြထားပါတယ် PDF တက်မတော်ထူထောင်ခြင်း၄နှစ်ပြည့်တဲ့အချိန်မှာကိုဟာမင်းအွန်လိုင်းမုံတီရေးသမားအစ်စ်မှာပဲရှိနေသေးသလားတော်လိုင်းရေးသမားစစ်စစ်ဖြစ်ပြီလားဆိုတာကျွန်တော်တို့ PDF တွေကိုကိုကိုအာမနာတန်းပြန်မေးကြည့်ဖို့လိုပါတယ်ဟုပြန်လည်သုံးသပ်တိုက်တွန်းထားပါတယ်မင်းအွန်လိုင်းမုံတီရေးသာလုတ်ပါက အာနာရှင်တဦးကိုအခြားတဦးဖြင့်အစားထိုးယုံတာဖြစ်မည်ဟုလည်းသတိပေးထားပါဗျ။တော်လရင်သမားစစ်စစ်တွေများလာမှသာတိုင်းပြည်ရဲ့အနာဂတ်ကကောင်းမွန်လာမယ်ဟု၎င်းကယုံကြည်ချက်ပြင်းထန်စွာပြောကြားထားပါဗျ။လက်ရှိတော်လရင်သည်မြန်မာနိုင်ငံ၏အနာဂတ်မျိုးဆက်များအတွက်ပုံမတရားမျှတသောလွတ်လပ်သည့်နိုင်ငံတစ်ခုကိုခြံထားနိုင်ရန်ဖြစ်ကြောင်းအလေးထားပြောကြားထားပါဗျခင်ဗျာ။ဆလဘီဗန်ဘွေးကုန်းပြူစောတိလင်မယားကို ပင်ကရိုခင်းရွာအနီးမှာအရှင်ဖန်းစီရမိတဲ့တရင်ကိုတင်ပြပေးပါမယ်။ဘကိုးတိုင်းတာယာဝရီခရိုင်မင်းလာမြို့နယ်ရွေးကုန်းအုပ်စုဗန်ပွေးကုန်းကြီးရွာကစစ်ကောင်စီတရင်ပေးပြူစောတိလင်မြနှစ်ဦးကိုစိန်ကန့်လန့်မြို့ချောင်းမြို့မဖျက်ကျော်လန်းပေးရှိပင်ကရိုခင်းရွာအနီးမှာဖန်းစီရမိခဲ့တယ်လို့တာယာဝရီခရိုင်တရင်3800တက်ခွဲငါကထုတ်ပြန်ထားပါတယ်။မေလ၄ရက်နေ့ကနေ့လယ်၁၂နာရီခန့်မှာမြို့မဖျက်ကျော်လန်းအတိုင်းဖော်ကားဖြင့်လာတဲ့ပြူစောတိမြဇော်ဦးနဲ့ဒေါ်ယူပီတို့နှစ်ဦးကို အရှင်ဖန်းစီရမိခဲ့ကဖောကားတစီစစ်ကောင်စီနဲ့ဆက်သွယ်ပြောဆိုထားတဲ့ဖုန်တလုံးလက်စွပ်တကွင်းငကတ်တရံကိုတင်းဆဲရမိခဲ့တယ်လို့ဆိုပါတယ်။၎င်းတို့နှစ်ဦးကိုစစ်ဆေးနေချိန်မှာ စစ်ကောင်စီစစ်ကြောင်းတက်လာတယ်လို့သတင်းရတာကြောင့်ရဲဘော်များပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်နေချိန်မှာအခွင့်အကောင်းယူပြီးထွက်ပြေးသွားခဲ့တာကြောင့်လိုက်လံဖမ်းဆီးခဲ့ရာကြီတိမန်တေဆုံးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ပြူစောတီမြဇော်ဦးနဲ့ဒေါ်ယူပီဟာစစ်ကောင်စီထံမမှန်သတင်းပေးကာပြည်သူများအားဖမ်းဆီးခိုင်းခြင်းစစ်ရှောင်းပြည်သူများစိုက်ပျိုးထားတဲ့သီးနှံများအပြင်နေအိမ်များကိုစစ်ကောင်စီနဲ့ပေါင်းကာမတရားဖျက်ဆီးရယူခြင်းစစ်ကောင်စီအားရိတ်ခါထောက်ပံ့ပေးခြင်းယူမဘော်သွာလာရေးအတွက် ဖောကားဖြင့်အကျိုးအပို့လှုပ်ဆောင်ပေးခြင်းတော်လရင်တပ်ဖွဲ့များရဲ့အချက်အလက်များနဲ့စခန်းတီနီယာများကိုစစ်ကောင်စီတန်းသတင်းပေးပို့ခြင်းများပြုလုပ်နေတာကြောင့်ထို့သောမလှုပ်ဆောင်ရန်အကြိမ်ကြိမ်ဖုံးဆက်သတိပေးခဲ့ပေမဲ့လိုက်နာခဲ့ခြင်းမရှိသူများဖြစ်ကြတယ်လို့သိရပါတယ်ခင်ဗျာဆလဘီမူဒရောခရိုင်မှာဧပြီလအတွင်း စစ်ကောင်စီဗိုလ်မှူးအဆင့်2ဦးအပါအဝင်39ဦးသေဆုံး55ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်မျိုးသားအစည်းအရုံးကိုတူလေအုပ်ချုပ်နယ်မြေမူဒရော့ခရိုင်မှာဧပြီလ1လအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲများမှာစစ်ကောင်စီတပ်မှဗိုလ်မှူးအဆင့်2ဦးအပါအဝင်39ဦးသေဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဧပြီလ1ရက်နေ့မှ30ရက်နေ့အတွင်း KNL အမှတ်9တပ်မဟာနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲကြီးငယ်စုစုပေါင်း136ကြိမ်ထိဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှဗိုလ်မှူး2ဦးတက်ကြွကြီး2ဦးအပါအဝင်39ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်ထို့အပြင်ဒုတက်ကြက်2ဦးအပါအဝင်55ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကအစာဦးကိုလုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကအရက်သားပြည်သူများနေထိုင်ရာကျေးရွာများကိုလက်နက်ကြီး9ကျိန်တိုက်လေရင်ဖြင့်ဘုံ14လုံးထိကျဲချတိုက်ခိုက်ခဲ့ရာ အရက်သားပြည်သူ2ဦးသေဆုံးခဲ့ရပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ ယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့် KNU တပ်မဟာတင့်နယ်မြေအတွင်းကကြေးရွာစေးယုံနဲ့ဖုန်ကြီးကျောင်းတို့ကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်မျိုးသားအစည်းယုံ KNU တပ်မဟာတင့်ထိန်းချုပ်နယ်မြေတထုံခရိုင်ဖအံမြို့နယ်ဖလန်တောင်ကြေးရွာကတိုက်နယ်စေးယုံကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ Current Peace Support Network ကထုတ်ပြန်ထားပါတယ်။မေလ၄ရက်ည7:00နာရီခန့်မှာ Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးလူထိခိုက်မှုမရှိပေမဲ့ဆေးရုံဝင်းအဆောက်အဦးလုံးဝသုံးမရအောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ဖလန်တောင်ဆေးရုံဟာ NLD အစိုးရလက်ထက်ကဆောက်လုပ်ထားတဲ့16ဂရင်ဆန့်တိုက်နယ်ဆေးရုံဖြစ်ပြီးအာနာသိမ့်ပြီးနောက်ပိုင်းစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်2022ခုနှစ်လောက်ကတည်းကပိတ်ထားခဲ့ရတာဖြစ်ပါတယ်။အလားတူ မေလ 4ရက်နေ့လယ်ပိုင်းမှာဘီလင်းမြို့နယ်ရွှေရောင်ပြကျေးရွာအုပ်စုမိချောင်းအိုင်ကျေးရွာနဲ့အနီးတစ်ဝိုက်ကိုတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းများလှုပ်ဆောင်ခဲ့ပြီး ညပိုင်းမှာလဲကော်လိုင်းအုပ်စုကြုံမှိန်ကြီးရွာအနီးကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းလူထိခိုက်မှုမရှိခဲ့ပေမဲ့ဘုံကြီးကျောင်းနဲ့ရာဘာချန်နေထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ Carshall တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။